အားလုံးပဲမင်္ဂလာပါရှင်ဒီတက္ကသင်ဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့မကောင်းတဲ့စိတ်ခံစားချက်တွေဝင်လာတဲ့အခါပြုလို့တဲ့အချက်တွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အကြောင်းအရာလေးကို မတင်ဆက်ခင်မှာ VPN လေးဖွင့်ပြီးကြည့်ရှုနာဆင်ပေးဖို့တောင်းဆိုပါရစေရှင်ဒါဆိုရင်အကြောင်းအရာလေးကိုဆက်လက်ကြည့်ရှုနာဆင်လိုက်ကြရအောင်ပါရှင် မကောင်းတဲ့စိတ်ခံစားချက်တွေကလူတိုင်းမှာ ဝင်လာတတ်ကြစမြဲပါပဲ။ မကောင်းတဲ့စိတ်ခံစားချက်ကိုဘလို့တုံ့ပြန်တယ်လဲဆိုတဲ့ပုံမူတည်ပြီးကိုယ့်ရဲ့ဘဝအပေါ်တက်ရောက်တာမျိုးကိုယ့်စိတ်ကိုကိုယ်တိုင်အမြဲမပြတ်ဆန့်စစ်နေဖို့လိုပါတယ်။ကိုယ်အတွေ့ရဲ့မကောင်းတဲ့စိတ်ခံစားချက်နဲ့ပတ်သက်တဲ့အတွေ့အကြုံဝင်လာရင်ဆက်မတွေ့မိအောင်တတိထားကြပါ။ဒါတွေတွေ့မိနေရင်စိတ်အဆင်မပြေဖြစ်လာမယ်။ကောင်းတာပဲတွေ့မယ်ဆိုတဲ့စိတ်မျိုးပေါ့။ တကယ်လို့ကိုယ်စိတ်ထဲမှာဖယ်ထုတ်လို့မရတော့အောင်မကောင်းတဲ့စိတ်ခံစားချက်တွေဖြစ်နေရဆိုရင်တော့ယခုပြောပြပါအချက်လေးတွေကိုစိတ်ပြေလက်ပြဖြစ်အောင်လုပ်ကြည့်ပြီးစိတ်ကို ပြောင်းလဲကြည့်ပါ ပထမဦးဆုံးအနေနဲ့အာကုန်ထုတ်ပြီးပြေးလိုက်ပါအာတုံခွန်ဆိုင် အာကုန်ထုတ်ပြီးအပြေးလေးကျင်တာမျိုးဝေးကြည့်ပြေးလို့အဆင်ပြေရင် ပြေးလိုက်တာမျိုးလုပ်ကြည့်ပါ မောသွားတဲ့အခါအာယုံနဲ့တင်းကျပ်ပြီးရှောက်တွေနေမိတာပဲပြေးလျော့စီပါတယ် ဒုတိယအချက်အနေနဲ့ကတော့အကောင့်ဘတ်တွေးတဲ့အောင်အကျင့်လုပ်ပါ ကိုတွေးတဲ့အထက်ကပြောသလိုစိုးတဲ့အတွေးတွေဝင်လာပြီဆိုရင်တော့အဲ့ဒီအတွေးတွေကိုစက်မတွေးမိအောင် ကိုကိုကိုတတိပေးပါဒါမှမဟုတ်ကိုတွေးနေတဲ့အတွေးရဲ့ဆန့်ကျင်ဘက်ကိုလှည့်တွေးလိုက်ပါအဲ့ဒီလိုအကောင့်ဘက်ကလှည့်တွေးတဲ့အကျင့်လေးတွေ ဖြစ်သွားတဲ့အခါနောက်ပိုင်းမှာကိုယ်အတွေးတဲ့ကိုအစိုးတွေဝင်လာရင် အလိုလိုအကောင့်ဘက်ကလှည့်တွေးတတ်တဲ့အကျင့်ဆွဲသွားတတ်ပါတယ် ဒါမှမဟုတ်ရင်လည်းအတွေ့အဆိုးတွေဝင်လာတာနဲ့တပြိုင်တည်းဆက်မတွေ့ဘူးဆက်တွေ့ရင်ဒေါသထွက်တာနာကျင်တာတွေဝမ်းနည်းတာတွေဆက်ဖြစ်လာရင် ကိုယ်ပဲအဆင်မပြေဖြစ်မှာဆိုပြီးကိုယ်အတွေ့ကို ပြုပြင်ဖို့ကြိုးစားကြည့်ပါတတိယအချက်အနေနဲ့ကတော့အနာဂတ်မှာပိုကောင်းလာဖို့မျှော်လင့်ပါအခုလက်ရှိစိုးရတဲ့ခန်းစားချက်ကိုပဲလက်ခံနေမိရင်အဲ့ဒီအဆိုးကအနာဂတ်ထဲတင်တဲ့အတူ လိုက်ပါနေအောင်ပါ အဲ့ဒါကြောင့်ခုလက်ရှိစိုးနေပြီမဲ့နောက်ထပ်မစိုးအောင်အချိန်ကိုအကောင်းဆုံးအသုံးချမယ်လို့ကိုကိုကိုတွန်းအားပေးပါအခုကြိုးစားနေတဲ့အတွက်အနာဂတ်မှာပိုကောင်းတာတွေဖြစ်လာမှာပါဆိုတဲ့အတွေးလေးပြောင်းတွေ့ကြည့်ပါချက်ချင်းစိတ်ထဲပျော်ရွှင်လာပြီးမျှော်လင့်ချက်အလင်းရောင်လေးရလာပါလိမ့်မယ်သတ္တုဒ္ဓအချက်အနေနဲ့ကတော့အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ကြည့်ပါအသက်ရှူလေ့ကျင့်ခန်းလုပ်ပါထပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ကြည့်လိုက်ပါ ြင်စမအချက်အနေနဲ့ကတော့တရေတမောအိတ်လိုက်ပါဘာမှမတွေးပဲခဏလောက်အိတ်ပြလိုက်တာဟာလူစိတ်ကို ပေါ်ပါလန့်ဆန့်စေပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကိုယ်အတွက်ကိုစုချပါကိုကိုကိုရေချိုးတန်းဆင်လိုက်တာမျိုးဝိုးအစားအသစ်တွေဝတ်လိုက်တာမျိုးအလားပြင်ပန်းအိုးတွေပြင်ကြည့်တာမျိုးကိုလိုချင်တာလေးထွက်ဝင်လိုက်တာမျိုးတခုခုလုပ်ပြီးကိုစိတ်ပြေအောင်ကိုကိုကိုရှုချလိုက်ပါ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့တချင်းနှားထောင်လိုက်ပါ တက်ကြွပြီးမြူးကြွတဲ့စိတ်ခွန်အားဖြစ်စေတဲ့တခြင်းမျိုးနှာထောင်ပြီးလိုက်ဆူကြည့်လိုက်ပါပြီးရင်ကိုကိုကိုအားပေးလိုက်ပါဒီအချက်တွေဟာမကောင်းတဲ့စိတ်ခံစားချက်တွေဝင်လာတဲ့အခါမှာပြုလုပ်တဲ့အချက်တွေပဲဖြစ်ပါတယ်ကြီးစုနာစင်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်ယခုကဲ့သို့သောဗဟုသုတအကြောင်းအရာများကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်မရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ပြီးဘူးတောင်းဆိုပါရစေရှင်